Okay, I'm Seven ရဲ့ Granger Prize Skin ကို Diamond 50တဲနဲ့ဂုံးစင်းလို့ရရတယ်ဆိုတော့ Brother တို့သိပြီပြီလားအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Soji Gaming ပါ Okay, ကျွန်တော်တို့ဒီနေ့မှာကတော့ I'm Seven Granger Prize Skin ကြီးကိုကျွန်တော်တို့ဒီဈေးအသက်တာဆုံးနဲ့ဘယ်လိုမျိုးဂုံးစင်းလို့ရမလဲဆိုတော့ကျွန်တော်ပြောပြသွားပြီမယ် Okay, ဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျာ လူတော်တော်များများစိတ်ဝင်စားနေကြကျွန်တော်တို့ M series skin တွေရဲ့ prime skin ပေါ့ဗျာ okay prime skin တွေကိုလုံးဝကို diamond နဲ့အလွန်ကြီးတောင်းအောင်မယ် diamond တထောင်းတထောင်းလောက်သုံးမှ prime skin ရမယ်ဆိုပြီးတွေးနေတဲ့ brother တချို့ကလည်းရှည်သေးတယ်ဗျာကျွန်တော်အနေနဲ့ကျွန်တော်ကိုယ်တိုင်ပေါ့နော် M4 ကနေစပြီး M4 M5 M6 ပေါ့နော် M series 3ခုစာလောက်ထိပေါ့နော် prime skin တွေအကုန်လုံးကိုကျွန်တော်လက်ကားနီးပါးရခဲ့တာဗျ။ Okay diamond 50တဲနေပေါ့ဗျာ ကျွန်တော်အရင်တော့လည်းဗီဒီယိုတွေတောက်လျှောက်တင်ခဲ့ပေးဘူးတယ်ပေါ့ဗျာ Prime Second နေတဲ့မှာဈေးအကြီးဆုံး Prime ဆိုလို့ရှိရင်ကျွန်တော် M3 ရယ် Roger Prime Second ပဲရှိရပါတော့ Channel Prime Second နဲ့အဲ့လောက်ကြီးဈေးမကြီးဘူးပေါ့နော် Diamond 90လောက်နဲ့ Prime Second ကိုလုံးဝရနိုင်တယ်လူတိုင်းအောင်ရတာနော်ကံကောင်းတဲ့လူဆိုတာတဲ့လူတိုင်းလေးပါကိုရနေတာဗျာ ပထမဆုံးနေနဲ့ကျွန်တော်ဒီပက်ကလေးနှစ်ခုကိုရှင်းပြမယ်ကျွန်တော်တို့တွေ pass plus ဆိုတာရှိရပါတော့ diamond 696လုံးနဲ့ okay အဲ့ဒီ696လုံးနဲ့ pass plus ကိုဝယ်မယ်ဆိုရင်လဲ granja yoyo m7 second ရမယ်ဒါပေမဲ့ तू ကဖင်မမီကိုဆွဲတဲ့ effect လေးပါရမယ်ဗျာ okay အဲ့ဒီဖင်မမီကိုဆွဲတဲ့ effect က ve hero လာလာ ve second တွေကြီးတာတုံးလို့ရတယ်ပေါ့နော်ဒီဘက်မှာလဲကျွန်တော်တို့ဒီ diamond 396လုံးနဲ့ပေါ့နော်ရိုးရိုးပက်ကလေးကိုဝယ်လို့ရတယ် โอเคအဲ့ဒါဝယ်လိုက်မယ်ဆိုလဲ Granger ရဲ့ M7 ရိုးရိုးစကင်ကိုရမယ်ဗျာဒါပေမဲ့ဖင်မီကိုဆွဲရတော့မရတော့ဘူးဗျာပြီးရင် Purple ဝယ်ထားရဲ့လူတွေထဲတော့ level လေးနည်းနည်းလေးရောနိုင်မယ်ဗျာအဲ့မှာ Prime စကင်က free ရတယ်ဆိုပေမဲ့ Purple ဝယ်ထားရဲ့လူတွေကတော့တရက်နှစ်ရက်လောက်ရိုးရိုးဝယ်ထားရဲ့လူတွေပိုးပြီးစော့ရလိမ့်မယ်ပေါ့နော်အဲ့ဒါလေးပဲရှိရကျန်တာအများကြီးကွာခြားသွားတာမဟုတ်ဘူးဗျာအဲ့ဒါလေးတိထားရင်ကိုစင်ပြေတယ်ပေါ့နော် โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အဲ့ M7 event ကြီးနဲ့တူ M7 support chat ဆိုတဲ့ event အသေးသေးလေးပါပါလာဦးမယ်ဗျာโอเคအဲ့ဒီ event အသေးသေးလေးမှာကျွန်တော် diamond 50တဲ့နဲ့ကန်ဆန်းလိုက်ရုံနဲ့ကျွန်တော်တို့ M7 ပတ်ကိုရမယ်ပေါ့နော် M7 ပတ်ကကျွန်တော် public တော့မဟုတ်ဘူးဗျရိုးရိုးခဏ diamond 390ကိုလုံးတန်ပတ်ကိုရမှာဗျဒီမှာကြည့်မှာဆိုရင် brother ကဒါ M7 တောင်းဝဗီဒီယိုပေါ့ဒီမှာ M7 ပတ်ပါရဒီဘက်မှာကျွန်တော်တို့ EAB လေးပါအဲ့ EAB ကဘာလဲဆိုပြီးမှရှင်းပြမယ်ပေါ့နော်အရင်တော့ကျွန်တော်တို့ဒိုင်းမွန်50နဲ့တစ်ချိန်ကန်ဆန့်ကြည့်လိုက်မယ်ဗျာ Okay EAB ပဲပေါက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် COA 50လည်းပြန်ပေးသေးတယ်ဒီ banner 3ခုလည်းပြန်ပေးပေါ့နော်ဒီ banner 3ကိုကျွန်တော် run ဆော့တဲ့အခါမှာ banner လေးဖွင့်ဝင်ပြီးဆော့လို့ရှိရင်9 EAB မှလေးရတာဗျာ Okay သူက3ချိန်အထိဖောက်မယ်ပေါ့နော်3ချိန်အထိကိုသူကအဲ့ EAB ဘီယင်ပေါ့နော်ဒီဘန်နာလေးပဲပေးသေးရဲ့ COA ရောပေါ့ဗျာဒါပေမဲ့3ချိန်မြောက်မှာကျွန်တော်တို့ Diamond 150တဲ့နဲ့ M10 ပတ်ကြီးကိုပောက်သွားရဲ့ပေါ့နော်အဲ့ချိန်မှာကျွန်တော် M6 ရိုးရိုးစကင်ရပြီ Okay price second ကတော့နည်းနည်းလေးထက်ဆောင်ပြီး mission တွေလိုက်ရမယ်ဗျာ am 7 even ကြီးကျွန်တော်တို့ဒီဘဲချဲမှာရောက်ရှိလာမလဲဆိုရင်ကျွန်တော်တို့ဒီ2026 January လာပေါ့နော်တလာပိုင်းဗျာတလာပိုင်းကိုရောက်ရှိလာမှာကျွန်တော်ဂျားထဲမှာတလာပဲလို့တော့တယ်ပေါ့နော် โอเคတော်တော်များများဒီမှာမျက်စိလဲသွားကြတာ M6 ကိုဗောနော် M6 တော့ပြန်တစ်ခုက M7 မှရောက်လဲဆိုတော့ M7 ပတ်ပလက်ကိုဝယ်မှ prime second ရမှာတင်တယ်တကယ်တော့မဟုတ်ဘူးပြရိုးရိုးပတ်ဝယ်လဲရတယ်ဗောနော် diamond 50နဲ့ဖောက်တဲ့ပတ်ကိုလဲမဲပေါင်ရင်လဲကျွန်တော်တို့ prime ရတယ်အဓိကကတော့ကျွန်တော်တို့ mission တွေလိုက်ပြီးဘောအဓိကပဲဗျာ gain ဆုံးရမယ်ကျွန်တော်တို့ mission လိုက်ရမယ်ဒါပဲဗျာဘာမှတော့ခက်တာမဟုတ်ဘူးဗောနော် mission အတူဂျုံလေးကိုကျွန်တော်ပြော့ပြမယ်ဗျာ အခု M7 ကိုပေါ့နော်ကျွန်တော်တို့တွေခံမရမယ်ဘယ်အသင်းနဲ့ဘယ်အသင်းနဲ့ချိုင်ဘယ်အသင်းနိုင်မှာဥပမာပြောကျွန်တော်တို့တွေ on နဲ့ PA နဲ့ပေါ့နော်ကျွန်တော်တို့ on နဲ့ ID နဲ့ဗျာ Indonesia on နဲ့ကျွန်တော်တို့တွေ Philippines on နဲ့ပေါ့နော်အဲ့နှစ်သင်းချိုင်မယ်ဘယ်အသင်းနိုင်မှာတို့ခံမရဗျာโอเค brother တို့ခံမန်းတာမှန်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ EAB အမှတ်လေးရမှာအဲ့ဒီ EAB အမှတ်ကလေးတွေက level 85ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီ M7 Granger Prime Second ကို free ရမှာဗျာလူတိုင်းလည်းရတယ်ပေါ့နော်ကျွန်တော်တို့ပြီးတော့ ဒါအပြင်လားဆိုဂိမ်းလေးပါမှန်မှန်လေးဆော့ပြီးတရက်ကို3ဝက်ဆို3ဝက်4ဝက်ဆို4ဝက်ဆော့ပြီးရမှာဗျ။တော်တော့လကားလိုချင်တာလေဟုတ်တယ်မလားဆော့ပါမှာမဆော့ကျင်တဲ့ဘိုးကြီးကြတော့ဒိုင်းမွန်းလေးတစ်ခါတည်းဝဘောဆိုပြီးတန်းတုံပြတန်းယူလိုက်တာလေရှိတယ်ပေါ့နော်ဒိုင်းမွန်းအကြောထောင်နဲ့ချီပြီးတော့ပုံတယ်ဗျပြီးရင်ကျွန်တော်တို့အဲ့ဒီထဲမှာပဲပေါ့နော်အဲ့ဒီ event ထဲမှာပဲ Gato Gacha ရဲ့ special skin ကြီးကိုလည်း free ရအောင်မှာဖြစ်တယ်ဗျ Okay mission အသေးသေးကိုတော့ကျွန်တော်ပြောမပြသေးဘူးပေါ့နော်လာမှပြောပြမယ်ဗျလာခံဒီတစ်ပတ်လောက်လူပြီးဆိုမှကျွန်တော်တေချာလေးထပ်ပြီးတော့ရှင်းပြမယ် လိုဗာရီယာရဲ့ special skin ကတော့ diamond နဲ့ဝယ်ယူရမယ်ဆိုပြီးတော့သိရှိထားရတယ်ပေါ့နော် okay ဘာပဲဖြစ်ဖြစ်လိုဗာရီယာတော့မဝယ်ပါဘူးကျွန်တော်တို့ဒီ diamond 50တဲနဲ့ um 7 pack ကိုကန်ဆန်းမယ်ဗျာတကယ်လို့ကိုယ့်ကိုကိုယုံကြည်မှုမရှိဘူးဆိုရင် starlight တကယ်တန်ဘူးစာလောက်ပဲရှိရဗျာ diamond 396လုံးထည့်ပြီးတခါတည်းတန်းဝင်လိုက်တာပိုကောင်းတယ်ဗျာဘာပဲဖြစ်ဖြစ်ကျွန်တော် line နဲ့မဲဖောင်းနှီးပါတခါတည်းတင်ပေးသွားမယ်ပေါ့နော်ဘလို့ဖောင်းရင်ရနိုင်လဲဆိုတာကျွန်တော်ကိုယ်တိုင်ဆန်းပြီးမှတင်ပေးမှာပါမဆန်းမနဲ့ကျွန်တော်ဘယ်တော့မှတင်မပေးဘူးပေါ့နော် โอเคဘာပဲဖြစ်ဖြစ်အားလုံးအထင်မြင်လွဲမားနေတဲ့ဟာပေါ့နော်အားလုံးဆိုတာတဲ့တချို့ကသိကြရယ်ပေါ့တချို့တွေကမသိဘူးမသိရဲ့လူတွေအတွက်ကိုအဓိကဒီပြီးတော့ရည်ညွှန်းတာပေါ့နော် M7 pad diamond 6.99လုံးတန်ဝယ်မှ prime second ရတာမို့တချို့ဆို6.99လုံးတန်ဝင်ပြီး prime second မရလိုက်တဲ့လူတွေအများကြီးပဲဘာလို့မရတော့ game မစော့လို့မို့ပေါ့နော်ဘဝလီကြရင်အဓိက target ကသူတို့ပြိုင်ပွဲကိုကြည့်ရမယ် game စော့ရမယ်အဲ့လိုမျိုးဘယ်လိုလို့ရည် အမှဆို easy ပဲပြကျွန်တော်တို့အဲ့ယူုံပဲပေါ့နော် game လေးနှစ်ပွဲသုံးပွဲလောက် classic ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့တွေစော်ငန်းနေတော့ဆော်လို့ရပြ classic ဆိုကျွန်တော်အပုံလေးကမြင်ရတယ်ဟို enemy ဘက်ကလည်းဗာ profile နဲ့ချိန်ထားလဲမြင်ရတယ်အမှဆိုစော်ပါငန်းလို့ရရတဲ့ခါတဲ့ okay ရနော် okay ကျွန်တော်ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုမိကြလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျ